သတင်းသတင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခံအပ်ပါရခင်ဗျာကိုရကဗရမအုပ်ဆုံးနေတဲ့တင်ဆက်ပေးခြင်းနဲ့ခရင်ကတော့မင်းလာနော့နယ်မှာရှိတဲ့ဟန်ယူတက်စကန်ကို PDF ကတက်ခဲ့ရန်ခြေတက်လာစဉ်စကောက်စီတက်သားများကပေးသွားကြတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ဘကိုးတိုင်းမင်းလာနော့နယ်ဟန်ယူလမ်းဆုံးမှာရှိတဲ့ အချမ်းဘက်စက်တက်စခန်းကိုထက်ခိုက်ရန်ချီတက်လာတဲ့ချိန်မှာအချမ်းဘက်စကောင်းစီတပ်သားများတပေးသွားတယ်လို့ဒါယာရီကန်တရင်300ရှဲရနဲ့တခွဲငါးမှာတော်ဝင်ရှိသူတဦးကပြောပါတယ်။ဒီမှာနေမေလ7ရက်နေ့နေ့လယ်12နာရီခန့်ကမေလာမြို့နယ်အပိုင်းဘကိုရိုးမှတွင်စိန်ကန်းလန့်နဲ့မြို့ချောင်းရိုးမှထက်ကျော်လမ်းပေးဟိုင်းယူလမ်းဆုံးမှာရှိတဲ့အချမ်းဘက်စက်တက်စခန်းမှာစကောင်းစီတပ်သားတွေထွက်ပြေးသွားခြင်းဖြစ်တယ်လို့ဆိုပါတယ်။အဲဒီစခန်းကိုမနေ့ကစကွေးတွေကဘီတူပိုင်4က98စီလောက်နဲ့တက်လာတယ်လို့သတင်းတွေကြားရတဲ့ကျွန်တော်တို့ကတွားတိုက်ဖို့ပြင်နေကြတာ။ အခုကျွန်တော်တို့ရောက်တဲ့အချိန်မိနစ်ပိုင်းလောက်ပဲကတိလေးလွှဲသွားတာသူတို့စကန်းကိုကျွန်တော်တို့ဝင်ဆောမဲ့တရင်ရလို့ဆုပ်ပေးတာလို့အဆိုပါတာဝန်ရှိသူကယမန်နေမဆလာစတေးရနေကအဆိုပါစကန်းတိုင်ရှင်းလင်းမှုပေါ်ရှင်းပြပါတယ်ထိုကဲ့သို့ထွက်ပြေးသွားတဲ့ချမ်ပတ်စကောင်းစီတသားတွေကလက်ရှိမင်းလာနုံနဲ့အခြေဆိုင်ခါလာရတဲ့တရင်မှာခန်းဆွေးဖြစ်စင်ထားတယ်လို့တရင်ချတိရချောင်း၎င်းကပြောပါတယ်အဆိုပါဟန်ယူလမ်းဆုံးမှာရှိတဲ့စကောင်းစီတစကန်းမှာအချမ်းပဲစကောင်းစီတက်တဲ့ဘူစော်တီအင်အား30ကျော်ရှိပြီးတော့2023အောက်တိုဘာလကလေးကစပြီးတော့ထိုင်ချတက်တဲ့ခဲ့တယ်လို့ဆိုပါတယ် အရိတစကားမှာစကောင်းစီတတားတွေဟာဂျီဝါများကိုလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းလမ်းတုံးပြုတ်နေတဲ့ပြည်သူများထပ်မံငွေညချင်းချိန်ချောက်ခြင်းတို့ကိုပြုလုပ်ခဲ့တယ်လို့ဒါယာဝူရီခိုင်3000ရှေးဟာနဲ့တကွဲငားမှာတာဝန်ရှိသူကပြောပါတယ်အဆိုပါဂိုယိုမာတို့မှရှိတဲ့စိန်ကန်းလန်မျိုးချောင်းလန်းဟာကာဝေးရေးတံများနဲ့မြေဆုံမုံမှုယူထားတဲ့လမ်းမိုင်းလေးဖြစ်ပါတယ်မေလာနိုနဲ့တို့မှရှိတဲ့ဟန်ယူလမ်းဆောင်စကောင်းစီစကန်ပြင်ဇန်ပုတ်ဂျီဝါမှာရှိတဲ့စကောင်းစီစကန်ကိုလည်းဒါယာဝူရီခိုင်အမတုံးတက်ရင် P2303 နဲ့ပုံပေါင်းတံများကရခိုးရပိုင်းတွင်ရှင်းလင်းခဲ့ပါတဲ့ ဒါပြင်မေလဆယ်ရနေ့ကအုတ်တွင်းမျိုးနဲ့အပိုင်းပေါကောင်းအုတ်တွင်းလမ်းမိုင်းမှာရှိတဲ့ဂျမနက်တာဝါတိုင်းစခန်းကုန်းကိုလည်းဗီဒီယံများကတိုက်ခိုက်သိမ်းပိုက်ပြီးမီးရှို့နိုင်ကြတယ်လို့တောင်ပိုင်းစစ်တပ်ကမှန်းနစ်စစ်တပ်ကွယ်ဒါယာဝရီခိုင်ပီဒီအက်တဲ့ရင်3801ကဒီကနေ့ထုတ်ပြန်ပါတယ်။ဒါကြောင့်ဘိုးတိုင်းနောက်ချမ်းဒါယာဝရီခိုင်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့ဘုံခုအခြေများကိုခိုင်းမှတိုးထားကြရန်လေရင်တန်းနဲ့တရင်များကိုဆက်မပြတ်တတိထားရန်ရတူးရွာသားချင်းချင်းရိုင်းပင်ဆောင်ရှောက်ကူညီကြရန်မိသူကွယ်တက်မတော်ပီဒီအက်မှာလက်တလောချိန်နေလိုအပ်ချက်အရာ ထုတ်ပြန်ဆောင်ရွက်မှုများမှာလက်တွဲညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်ကာဝေးရေးပေါ်များရဲ့ဆေးလှုပ်ရှားမှုသတင်းများကိုလျှို့ဝှက်ထားကြရန်လုံခြုံရေးကိုဂေဟုဆိုင်ကြရန်ပြည်သူ့ကော်မတီတပ်ဖွဲ့များကသတိပေးထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ခမရ998တရင်ကို PDF KNL ကထိန်းချုပ်ထားစေဖြစ်ပြီးပြန်ရရန်စတက်ဘက်ကစ조사နေတယ်လို့ SOF တမူကပြောကစကောင်းစီကဓပုံဟောင်းနေတဲ့တရင်ပြန်ရတယ်လို့သတင်းမှဖန်ခဲ့တဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။ဘိုးဒန်ရွှေကျင်မျိုးနယ်ညောင်ချတော်ဂျိုးဝါမှာရှိတဲ့ အကြမ်းမဲ့စကောင်းစီရဲ့ခမရ9ခုရှိတဲ့ရင်ဌာနချုပ်ဟာပီတီရဲ့ကဲနလေးနဲ့ပူပေါင်းတက်များကမေလာရှိရဲ့နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ရ။အခုကစကောင်းစီဘက်ကတရင်ကိုပြန်လည်ရရှိရန်ဂျိုးပန်းနေတယ်လို့ဒီတို့ကွယ်တက်မတော်ပီတီရဲ့တောင်မန်းစစ်တေတာအဒိုးစစ်စင်ရဲ့တပ်ဖွဲ့ SOF တပ်မှုကိုအောင်ဆန်ရှားကပြောပါတယ်။အဆိုပါခမရ9ခုရှိတဲ့ရင်စကန်သိမ်းတိုက်ပွဲမှာစကန်ကိုဆုံးခွာတပေးသွားတဲ့စကောင်းစီရရှိရာကန်းနဲ့ချက်စစ်တေတချို့ဟာတရင်နေ့မှာရှိတဲ့ဘောတောင်ရှုံးမြောင်များနဲ့ဂျိုးဝါနယ်တို့ပပေးတင်းဆောင်သွားကြရမှာ။ ရခိုးကမှတရင်ပိုင်နယ်မျိုးကိုပြန်လည်ချေချပြီးခူးကန်တက်ခိုက်ခြင်းဘောမျိုးနယ်တရင်သမိန်ဘက်ကနေကန်ကိုးလာတဲ့အင်အားတရခန့်ရှိတဲ့တပ်ကိုများမှတရင်ပိုင်နယ်သို့ဝင်ရောက်နိုင်ရန်ဂျိုးပန်းချင်းတွေရှိတယ်လို့ဆိုပါတမူးကပြောပါတယ်။ငါးကိုးရှစ်စခန်းကတရင်ကုန်မော်ပြောရရင်ကျွန်တော်တို့ကမေလာရှိရနေ့မှာတင်လိုက်တယ်။တင်ပြီးတော့ကိုရရနေ့ကနေဆယ်ရနေ့ထိနေမြရှင်းလင်းရေးလုပ်တယ်။မနေ့ကတည်းလဲကျွန်တော်တို့ဘွဲ့တွေအဲ့ဒီမှာနေမြရှင်းလင်းရေးလုပ်နေစေပါပဲ။ပြောရရင်ဒီစခန်းကိုသူတို့လဲထိုင်လို့မရဘူး။စခန်းရဲ့ဖွဲ့စည်းပုံရကိုလဲထိုင်လို့မရဘူးလို့ SF တမူးကပြောပါတယ်။ ။မရှိမှငါကိုရှိတရင်ကုန်းနဲ့ခွာစိမ့်နေမြေရစကန်ကြားမှာစကန်စွန့်ထွက်ပြေးသွားတဲ့စကုံးစီတိုင်အား90ခန်းရှိနေပြီးတော့တရေသမိန်ဘက်ကနေတကူလာတဲ့အင်အား100ခန်းဟာလည်းရဟိုးကဒေါ်လိုင်းပပေါင်းတက်များနဲ့နေစစ်နေပါထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတယ်လို့၎င်းကပြောပါတယ်။ဒါကြောင့်မလို့စကုံးစီဘက်ကဝါရဖြန့်ထားတဲ့ခမရငါကိုရှိတရင်ကိုပြန်လဲထိန်ချုံနိုင်ပြီဆိုတဲ့ဓပုံတွေဟာပုံဟောင်းနေတာဖြစ်ပြီးအဆိုပါဓပုံပါတရင်ဆောင်းတွေဟာအကောင်းတန်းရှိနေပြီမဲ့ ုံလိုင်တပွက်များရဲ့ထုတ်ပြန်တဲ့ပုံတွေမှာတရင်ဆောက်အုံတွေခြေမွအဖြစ်စီးနေတာကိုသာတွေးနိုင်တယ်လို့ SOF တမူကနိုင်ရှင်ပြထားပါတယ်။ပြောရမယ်ဆိုရင်သူတို့ကပြန်ထိန်ချုပ်နိုင်ပြီအပြေးအဝထိန်ချုပ်နိုင်ပြီလို့တပုံးနေတဲ့တင်တဲ့ဟာတွေကလုံးဝမဟုတ်ပါဘူးလို့အဒူစစင်ရေမှု SOF တမူကပြောပါတယ်။ဆိုပါစကောင်းစီရဲ့ခမရ98တရင်ဒိမ့်ပါရရှိမှုမှာလက်နဲ့ချီလက်နဲ့ငယ်83လက်ခဲရံများနဲ့ဂျာမဆံများဒိမ့်ဆက်ရရှိခဲ့တဲ့ပြင်စစ်တုံးမှန်ချောင်းကိုချိတ်ဆက်ပူပေါင်းလာသူ၄ဦးနဲ့မိသားစုဝင်9ဦးကိုဖမ်းဆီးထိန်သိမ်းနိုင်ခဲ့ကောင် ရန်သူလောင်း35ခန့်ကိုချေမှုန်းနိုင်တယ်ပြောဒေါ်လိုင်းပေါပေါတပွဲများဘက်ကလည်းကြာဆုံးတရရမှုတွေရှိတယ်လို့ SOF ကတည်ပြထားပါတယ်လက်ရှိမှာကန်နလီ PDF ပေါပေါတပ်များတင်ဆက်ထားတဲ့ခမရ96ရှေ့တရင်ဌာနချုပ်အပါဝင်ကွန်စိတ်တစကန်းနဲ့ကွန်စိတ်ရဲစကန်းကိုစကောင်းစီဘက်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တော့လေချောင်းလက်နက်ကြီးတလုံးနဲ့မြေပြင်စကြောင်းတွေထိုးလျက်ရှိပြောလက်ရှိမှာကွန်စိတ်ကြိုက်သေးတော့ညောင်ချေတော့ရှမ်းစုဂျေးဝါနဲ့ပဝန်းကျင်နယ်မြေများခရန်နလီ PDF ပေါပေါတပွဲမှာနယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုံခြုံရေးလုပ်ငန်းများနဲ့နေမည့်စိုးမိုးရေးပူပေါင်းဆောင်ရွက်လျက်ရှိကရန်သူစစ်ကြောင်းနဲ့နေဆင်ထိတွေ့တိုက်ပွဲတွေလည်းပြင်းထန်လျက်ရှိတယ်လို့ SOF ကတုံ့ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့တပည့်ရင်းတို့နဲ့အိုဒင်းကွင်းခြေဝါစာတင်ကျောင်းကိုစစ်တပ်ကလေးရဲနဲ့ပုံချမှုတွင်ကျောင်းသားကျောင်းသူ50ဝန်းကျင်ထိခိုက်ဒဏ်ရာရတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းတပည့်ရင်းတို့နဲ့အိုဒင်းကွင်းခြေဝါစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေးရဲနဲ့ပုံချဲချခဲ့ရမှာဇယားဆရာမနှစ်ဦးပါဝင်ကျောင်းသားကျောင်းသူ50ဝန်းကျင်ထိခိုက်ဒဏ်ရာရတယ်လို့ တပည့်ရင်းနှုတ်နယ်မှာကိုကြီးကယ်ဆယ်ရေးလှုပ်ဆောင်သူကပြောဆိုပါတယ်။ဒီနေ့မနက်9:55မိနစ်ဝန်းကျင်အချိန်မှာတပည့်ရင်းမျိုးနယ်အိုဒင်ကွင်းရွာအကြောင်းကိုစစ်တပ်ကလေးရဲနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာဆေးရမနှစ်ဦးတိစုံခဲ့ပြီးကလေးငယ်အများပြထိခိုက်တိစုံခဲ့တယ်လို့သိရပါတယ်။အခုစာတင်ကျောင်းပေါ်တက်တဲ့ကျဲသွားတာဆေးရမနှစ်ဦးကတော့ပေါ်ချင်းပြီပဲ။တောင်းသားကျောင်းသူ50လောက်ထိခိုက်တိစုံမှုရှိနိုင်တယ်။အလောင်းရှာလို့မရတဲ့ကလေးတွေလည်းရှိတယ်။အခုကလေးတွေကမျက်လုံးထွက်ထွက်သူထွက်ထွက်တချို့ကခေါင်းကိုထိခိုက်တယ်။အခုပဲကားတွေနဲ့တက်ထုံနေတယ်။ အခြေအနေကဆိုးပါတယ်လို့တပရင်မြို့နယ်မှာကယ်ဆယ်ရေးကူညီလှုပ်ဆောင်နေသူတို့ကပြောပါတယ်။လက်ရှိမှာလောင်ရရှိမှုအနေနဲ့ချောင်းသားချောင်းသူများအပါအဝင်ကလေးငယ်၁၁ဦးနဲ့ဆရာမ၂ဦးရဲ့လောင်များကိုရရှိခဲ့ပြီးဒဏ်ရာရရှိတဲ့ကလေးငယ်တွေလည်းအများပြားကြောင်းကူညီကယ်ဆယ်ရေးတွေကိုဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။အချမ်းမဲ့စကောင်းစစ်ကမေလ၆ရက်နေ့မှာမေလ၃၁ရက်နေ့ထိတနိုင်ငံလုံးအပြစ်ခက်ရဆေးရေးကျင်းညာထားပြီးမယ်လေ။နိုင်ငံတော်မှာလေရဲနဲ့ပုံချဲတက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းထိုးစစ်ဆင်ခြင်များကိုလှုပ်ဆောင်လျက်ရှိနေတယ်လို့ ိုင်းရင်းသားလက်နက်အဖွဲ့များနဲ့တော်လိုင်းအဖွဲ့များကတရင်ထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတက်ဆက်ပေးခြင်းတဲ့တရင်ကတော့ချင်းနီနောင်ကိုစတန်ဒတ်အာမေတမတော်တရားဖြစ်ဖွဲ့စည်းမယ်လို့ကြေညာခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးကြပါတယ်။ချင်းပြည်နဲ့ချင်းတမျိုးသားလုံးကိုကာကွယ်ပေးနိုင်ရန်တို့ကချင်းနီနောင်ဘွဲကိုပုံမချစ်လက်ခိုင်းမာတဲ့တမတော်တရားစတန်ဒတ်အာမေဖြစ်ဖွဲ့စည်းသွားမယ်လို့ချင်းနီနောင်ကထုတ်ပြန်ကြေညာပါတယ်။ချင်းနီနောင်ဘွဲကိုပုံမချစ်လက်ခိုင်းမာတဲ့တမတော်တရားစကန်ဒတ်အာမေဖြစ်ဖွဲ့စည်းနိုင်ရန်ခြေကမ်းမှုတွေချမှတ်နိုင်ကြတယ်လို့ချင်းနီနောင်ရဲ့မေလ၁၇ရက်နေ့ထုတ်ပြန်ချက်ထဲမှာပေါ်ပြထားပါတယ်။ ဒါပြင်ချင်းချင်းတောင်တပွဲကိုတိုင်းအင်အားတစ်ခုဖြင့်တိုးမြင့်ပွဲစင်းနိုင်ရန်လုံမြောင်းနေမီတနေရာမှာအေပီလာ26ရက်နေ့မှ29ရက်နေ့ထိကိုစလဲ39ဦးနဲ့တွဲဆုံဆုံနေခဲ့ပြီးတဲ့နောက်မှာချင်းချင်းတောင်ကထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ဒါပြင်ချင်းမျိုးသားစေလုံးညညရင်းနဲ့အနာဂတ်မှာချင်းပြည်သူလူထုတရလုံးကိုကိုးစားပြုတဲ့ချင်းပြည်အစိုးရပေါ်ပေါက်လာနိုင်ရေးအတွက်လည်းဆုံနေခဲ့တယ်လို့သိရပါတယ်။ဒန်တို့ညီများချင်းတရားနာတာချင်းကိုရကန်ကြမှာကိုဖန်တီးနိုင်ခြင်းအစရှိတဲ့ဒီမိုကရေစီစံနှုန်းများပါဝင်တဲ့ချင်းကြီးနောင်ရဲ့ DOR အတိုင်းဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်ရန်လည်းသဘောတူခဲ့ကြတယ်လို့ဆိုပါတယ် ဓာတ်တွင်ပြည်ထဲမှာအမေဆက်ဆက်ရေးနဲ့ဆက်လျင်းပြီးတော့လကောင်းနိုင်ငံတကာဆက်ဆက်ရေးနဲ့ဆက်လျင်းရွေးတော့လကောင်းစီးရေးနိုင်ငံရေးနဲ့စေဘွားရေးလူမှုရေးဝါဒများရေးဆွဲနိုင်ရေးတို့အခြေခံသဘောတူညီချက်များကိုလည်းချမှတ်ခဲ့ကြတယ်လို့ဆိုပါတယ်လက်ရှိချင်းကြီးနောင်ထိန်းချုပ်နယ်မြေများအတွင်းမှာရှိတဲ့ပြည်သူလူထုရဲ့အတက်အဝင်စစ်စိတ်များကိုကာကွယ်သွားမယ်ပြင်ကျမရေးပညာရေးဇာနယ်ကိကအပူလုံးရေးစားရှိတဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုလည်းထိထိရောက်ရောက်ဝန်ဆောင်မှုများပေးနိုင်ရန်တို့ပြည်ရင်းပြည်ပေါ်မှာရှိတဲ့မိဘပြည်သူများတော်လိုင်းအင်အားစုများ ိုင်ငံတကာဘွယ်စည်းမံနဲ့အတူလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်အခြေခံသဘောတူညီချက်တွေချမှတ်ခဲ့ကြတယ်လို့ချင်းချင်းနောင်ကထုတ်ပြန်ထားပါတယ်။၂၀23ခုနှစ်ဒီဇင်ဘာ30ရက်နေ့မှာဘွယ်စည်းတည်ထောင်ခဲ့တဲ့ချင်းချင်းနောင်ဘွယ်မှာချင်းနော်တာပွဲချုပ် CNO CNDF ချင်းကွယ်ရေးတပ်ဖွဲ့မင်းတန်၊ဇူမီဖက်ဒရယ်စီအိုချင်းကွယ်ရေးတပ်ဖွဲ့ကံပလတ်ချင်းလန်းကွယ်ရေးတပ်ဖွဲ့မတူပီတပ်မတင်တဲ့မရာနေမျိုးထုတ်ရေးကောင်စီတို့ပါဝင်ကြပါတယ်။လက်ရှိမှာချင်းချင်းနောင်ဘွယ်ကချင်းပြည်နယ်ထဲမှာရှိတဲ့အာနာတင်စကောင်းစီထမ်းမှချင်းတွေးမတူပီမင်းတန် ကမ်ပလန်နဲ့ဗလန်တို့ကိုတင်ပိုက်ထားတယ်လို့သိရပါတယ်။ဒါပြင် CNF စီအနေနဲ့ဦးဆောင်တဲ့ချင်းလန်ကောင်းစီကလည်းချင်းပြည်အစိုးရကိုဖွဲ့စည်းထားပြီးယခုချင်းကြီးနောင်ကနောက်တဲ့ချင်းပြည်အစိုးရဖွဲ့စည်းမယ်လို့ထုတ်ပြန်ကြေညာခြင်းဟာချင်းပြည်သူလူထုကိုသဘောထားကိုလဲမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့လည်းတုံ့တက်သူများကပြောဆိုနေကြပါတယ်။ဆလဘီထမှန်တက်ဆက်ပေးခြင်းနဲ့တရင်ကတော့ဒါဘောနိုးနဲ့မှာခါလဲရ90တရက်မှာစကောင်းစီတသားများကလယ်မ้ายွာကိုစကြောင်းထိုးဝင်ရောက်ပြီးလုံငယ်၁၁ဦးကိုဖျက်တက်ခါဒီသူ၂၀ကျော်ကိုဖမ်းဆီးသွားခဲ့တဲ့တရင်ကိုတက်ဆက်ပေးခြင်းပါတယ်။ မကိုတိုင်ကံကောနှုတ်နဲ့ခါလိုက်ရ90တည့်ရမှာအကြမ်းဖက်စကောင်းစီတသားများကလယ်မားရွာကိုစိတ်ချောင်းထိုးဝင်ရောက်ပြီးလုံငယ်စတဲဦးကိုပြစ်တက်ခါပြည်သူ20ကျော်ကိုဖမ်းဆီးသွားတယ်လို့ဒေသနေပြည်သူတွေကပြောဆိုပါတယ်။ဒီကနေ့မေလ17ရက်နေ့မနက်စောပိုင်း9:00နာရီခန့်မှာကံကောနှုတ်နဲ့ခါလိုက်ရ90တည့်ရမှာထွက်လာတဲ့အကြမ်းဖက်စကောင်းစီတသားများကလယ်မားခြေဝါကိုဝင်ရောက်ဆင်းနှင်းခဲ့တယ်လို့သိရပါတယ်။သူကဲ့သို့ဝင်ရောက်ဆင်းနှင်းပြီးတဲ့နောက်ခြေဝါနဲ့လုံငယ်စတဲဦးကိုအကြမ်းဖက်စကောင်းစီတသားများကပြစ်တက်ခါပြည်သူ10ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ တို့ကဲ့သို့ဂျမဲစကောင်းစီတတားများတက်ပြတ်သွားတဲ့ပြည်သူ၁၂ဦးဟာအသက်၂၄နှစ်အရွယ်ကျော်ဆန်းခိုင်အသက်၂၃နှစ်အရွယ်တပ်ပိုင်ဦးအသက်၃၉နှစ်အရွယ်အောင်ကြည်မင်းအသက်၂၅နှစ်အရွယ်နေလင်းဦးအသက်၂၉နှစ်အရွယ်ညီလေးအသက်၁၉နှစ်အရွယ်ဂျုံကိုဝင်းအသက်၁၅နှစ်အရွယ်ကတိဟာလင်အသက်၁၅နှစ်အရွယ်မျိုးတီဟာအသက်၁၂နှစ်အရွယ်လျံထွန်းအသက်၁၉နှစ်အရွယ်ကျော်မြတ်သူနဲ့အသက်၁၃နှစ်အရွယ်မိုင်းဝေတို့ကိုပြစ်တက်တော်ချင်းဖြစ်တယ်လို့သိရပါတယ်ဒီနေ့မနေ့အစောပိုင်းနှစ်နာရီဝင်းကျင်လောက်က ခလာရ90တရင်တွေကလာတဲ့စခွေးစစ်ချောင်းကလေမားရွက်ကိုရောက်ရှိလာပြီးတော့ပြည်သူ၁၁ဦးကိုပစ်တက်ထားတယ်။ပြည်သူရောင်း20ကိုလည်းဖမ်းဆီးသွားတယ်။အဲ့ဒီစခွေးစစ်ချောင်းလွာထဲမှာဖမ်းဆီးတက်ဖြတ်ပြီးချက်ချင်းပဲပြန်ဆုပ်သွားတယ်လို့သိရပါတယ်လို့ဒီကနေ့ပြည်သူ၁ဦးကပြောပါတယ်။နောက်တစ်ခါမှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ညောရကုံစတောင်စတီမတ်ရှိရင်တိုင်းမှုတွင်လူနှစ်ဦးတေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်မြို့တကုံမြို့တဲ့မြောက်ပိုင်းတို့နဲ့စတောင်စတီမတ်ရှိမှာပြီးခဲ့တဲ့မေလ9ရက်နေ့နေ့လယ်ကရင်တိုင်းမှုဖြစ်ခဲ့ပြီးလူနှစ်ဦးတေဆုံးခဲ့ပါတယ်။ ဘရိုးပေါအငားရင်ကတပတ်လမ်းကိုခွေးတဲ့နေရာမှာလမ်းမှန်တိုင်လာတဲ့ကန္တာရင်ကိုတိုက်မိခဲ့တာကြောင့်ကန္တာကလမ်းပေးမှာရှိတဲ့ခွန်ရဆိုင်ကိုဝင်တိုက်ခဲ့တာပါအဲ့ဒီဖြစ်စဉ်ရဲ့ဗီဒီယိုဖိုင်မှာလည်းခွန်ရဆိုင်မှာဇေဝဲနေသူတွေလွန်ထွက်သွားတာကိုတွေ့မြင်ရပါတယ်အဲ့ဒီဖြစ်စဉ်မှာတိစုံသူနှစ်ဦးရှိခဲ့တယ်လို့သိရပြီးခွန်ရဆိုင်မှာလာဝင်နေသူတွေဖြစ်တယ်လို့သိရပါတယ်တိစုံတဲ့သူကခွန်ရဆိုင်နဲ့အတူကားအုပ်ကိုရောက်သွားခဲ့တာဖြစ်ပြီးဇေယုံကိုပို့ဆောင်စင်မှာတိစုံခဲ့တာလို့သိရပါတယ်နောက်တစ်ဦးကတော့ရင်တိုင်းမှုကြောင့်ဘေးကမြောင်းနေကြားနေတာကိုမသိလိုက်ပဲတိစုံသူရဲ့တငယ်ချင်းကသူ့ရဲ့တငယ်ချင်းပြောင်းနေတာကြောင့် အခင်ဖြစ်တဲ့နေရာကိုလာရှာရဲ့မြောင်းထဲမှာလောင်းတွေးရတာလို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလမ်းကြောမရှင်းမဲ့ခွေးတဲ့ပရိုပေါအငားရဲ့မောင်းရဲ့အမသာဖြစ်တယ်လို့သုံးကပ်ထားကြပါတယ်။ဘုဒ္ဓကနောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မင်းအောင်လိုင်ကွဲရွှေ့ခြင်းဒုမဟုတ်စောက်ခေါမပါလဲပဲလဲဆိုတာကိုတင်ဆက်ပေးချင်ပါတယ်။မေယိုးရဲ့မိမစောက်ခေါမကျူကျူလှဆိုတာကဒေါအောင်ဆန်းစိုးကြီးကိုတိုးလင်အတိုင်းရမ်းမနာလို့ဖြစ်ခဲ့တဲ့မင်းမယုံမှန်းအခမ်းအနားတစ်ခုမှာဒေါအောင်ဆန်းစိုးကြီးဝင်လာလို့မျက်နှာလွှဲနေတဲ့ဓပုံတစ်ခုကတက်တည်ပြနိုင်ခဲ့တယ်။ နောက်ပြီးအခြားတပ်ပုံတစ်ခုမှဆိုရင်လေတမန်တော်ကြီးဦးဝင်းမြင့်ခတော်နဲ့တောင်းဆန်ဆူးချီတို့လိုခေါင်းဆောင်နေတဲ့ရောင်းတော်မထိုင်မဲတခြားအကြောင်းတနေရာမှာတေးချစီထိုင်ပြီးတော့မျက်စိပြက်မျက်နှာပြက်နဲ့မိမပြက်ပုံစံကင့်နေခဲ့ပြန်နေနောက်ပြီးတောင်းဆန်ဆူးချီကလည်းကြူကြူလာကိုလိုရာသွင်းပြီးတော့မဆက်ဆန့်ခဲ့ဘူးမဟုတ်လားဒါကြောင့်မဲငါကတချို့ရဲ့မိမဆိုတဲ့မန်ကရှိနေခဲ့တဲ့ပြင်ငါယောက်ျားအာနာသိမ့်ပြီးရင်ဒီနေ့တွေ့မယ်ဆိုတဲ့စိတ်နဲ့တောင်းဆန်ဆူးချီပေါ်ညှို့တေထားခဲ့တယ်အဲ့ဒီညှို့တေနဲ့ယောက်ျားဖြစ်တဲ့မေရိုးကောင်ကိုအာနာသိမ့်အောင် ရှင်းအောင်မတော်တဲ့တန်းရွှေတို့ဇောမောင်တို့နေဝင်းတို့တောင်လုံနိုင်ကြသေးတာရှင်းကအဲ့ဒီနယ်ပိန်နှုံးကောင်တွေလောက်တောင်ဆန်းစမရှိဘူးလားအာနာမတင်းခဲ့ဘူးလားဆိုပြီးအဲ့ဒီချင်းကမိထိုးပေးကြတယ်နောက်ဆုံးကိုကုံပြောရရင်အာနာမတင်းရင်ကျုံးလည်းလာမအိမ့်နဲ့ဆိုပြီးအပတ်ပိတ်တဲ့ထိအချက်ကန်ဖြစ်ကြတယ်ဒါကြောင့်မဲ့ဆောက်ပုခွန်များအပတ်အငမ်းမခံနိုင်လို့ဇခေါမရဲ့အလိုကြအာနာတင်းခဲ့ရတာဖြစ်တယ်ဒါပြင်အာနာတင်းကစားအချင်းကတော့မပွင့်တဲ့ကံပွင့် ခဲကိုပြောင်းချင်ရင်ခေါင်းကိုကြည့်ပြဲဆိုတဲ့ဝစီဘေးကတုံးနဲ့အပြန်လန်ပိုးတဲ့မက်ဆေ့တွေဟာအဲ့ဒီဆောက်ခေါမှာကြကြူလာစီကနေပေါက်ထွက်လာတဲ့မက်ဆေ့တွေဖြစ်တယ်။ပြီးသူတွေကလည်းဖတ်ခဲ့ကြရပါလိမ့်မယ်။အဲ့ဒီမက်ဆေ့တွေတိုင်းပဲများတက်တက်ခံခံနေစာပြီးတော့ပြီးသူတွေဟာခေါင်းလေးကိုကြည့်ရွေးပြေခံရတော့တာပဲမဟုတ်ပါလား။အရင်ကကြကြူလာကိုတက်တွင်းကိစ္စတွေမှာဒါမင်းအောင်လိုင်ကစစ်ခိုင်းခဲ့တယ်။သို့တော့ငလျင်အလှူငွေနဲ့အကူအညီပစ္စည်းတွေမျိုးမျိုးမြတ်မြတ်လေးရပြီးတဲ့နောက်မှာတော့ရုရှားကိုပါခေါ်ပြီးရုရှားလွတ်တော်ဥက္ကဋ္ဌအပါအဝင်လွတ်တော်တာဝန်ရှိသူတွေနဲ့တွေ့ဆုံခိုင်းတယ်။ လော့တော်ကိစ္စရက်တွေကိုစုံတွေ့တဲ့အထိတွေးကြုံနေယူစေတယ်။အဲဒီမှာပဲလော့တော်နဲ့ဆောက်ကောမကဘာဆိုင်လို့လဲဆိုတဲ့မေးခွန်းကတော့ပေါ်ကြတယ်။တကယ်လော့တော်ကိစ္စဆိုရင်နေပြီးတော့မှအားရပြီးတော့ငုံတုတ်ထိုင်နေတဲ့တီခိုမြတ်ကြီးခေါ်သွားပေါ့။အဲဒီတော့လုံးဝတေးကြတဲ့ချက်ကဇပူဟာခင်မင်းရင်းနေတဲ့နိုင်ငံရေးခင်းချင်းနဲ့ရွေးကောက်ပွဲကိုချင်းချုံချင်းပါမယ်။ပြီးရင်ပြည်သူတွေတခဲနဲ့မဲပေးရွေးချယ်ထားတဲ့အစိုးရလိုခေါင်းစဉ်တက်မယ်။ဆောက်ကောမချူချူလာကိုလော့တော်ဥက္ကဋ္ဌနဲ့ခံပြီးတော့လော့တော်ကိုအိတ်ကတ်ထဲထည့်မယ်။ ဒါကြောင့်ဆော့ကောမာကိုရုရှားလွှတ်တော်နဲ့ထိတွေ့စေခဲ့တာပဲ။အဲဒါဆိုနျူကလ িয়ার ကိစ္စဆိုးနွေးပွဲမှာဘာလို့ဆော့ကောမာကဝင်ဆိုးနွေးရတာလဲ။သူနဲ့ဘာဆိုင်လို့လဲဆိုတဲ့မေးခွန်းကရှိလာပြန်တယ်။လွှတ်တော်ကပြောလိုက်တဲ့လွှတ်တော် ကောမဒီအသီးသီးရဲ့လုံပိုင်ခွင့်မှာအဲ့ဒီအခွင့်အရေးတွေရှိပါတယ်။ဒါကြောင့်နျူကလ িয়ার ကိစ္စမှာအလို့သမီးတွေပါဝင်ခွင့်ရရေးတောင်းဆိုဆိုပြီးတော့မြေဆန်းခရမ်းပြုတ်လေ့ကျင့်ခန်းဆင်းလိုက်တာပါ။ဇာပုကသူမယားကိုအเจ้าမဲရှောက်လုပ်ခိုင်းနေတာမဟုတ်ဘူး။ဟီဝဲချက်တင်နဲ့လုံနေတာပါ။ ေကုံချုံရရင်အန်ယူဂျီဟာမာလာလုံးမဲ့ရွေးကောက်ပွဲကိုဘီတူမြမပူပေါင်းမပါဝင်ဖို့တောင်းဆိုဆိုပြီးစာထုတ်ုံနဲ့တော့ရွေးကောက်ပွဲကပြတ်မှာမဟုတ်ဘူးဆိုတာသိကြရင်ဘီတူဆိုတာတနက်နဲ့ထောက်ချင်းချောက်ခံရရင်ဘယ်လိုညင်းရပါမလဲအဲ့ဒီတော့နေလန်ပေါင်းဆောင်သုံးပြီးမပြက်ပြက်အောင်ဖျက်ရပါလိမ့်မယ်။နောက်ဆုံးနေပြီးတော့နဲ့မန္တလေးကိုတက်သိမ်းထားနိုင်မှဖြစ်မယ်။အဲ့ဒီလိုမှမဟုတ်ရင်တော့ပြည်တော်စုလွတ်တော်နာယကကြီးအမျိုးသားလွတ်တော်ဩဝတ္ထဒေါ်ချူချူလှကိုလာမယ့်2026နှစ်တက်မှာအောင်နှလုံးနာစွာပြည်သူတွေမြင်တွေ့ရပါလိမ့်မယ်။ မယုံမရှိနိုင်ကိုလို့အဲ့ဒီမေလို့လင်မယားမှာဆောက်ရှဲဆိုတာရှိတာမဟုတ်ဘူးမပြေးခင်လှုပ်ချင်တာကိုလှုပ်ပြခဲ့မှာဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒုလိုဆုံးဒီနားဆင်ကြတဲ့တရင်ပေးတဲ့များကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြင်ပြပါတဲ့တရင်တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစနစ်ပြအရှင်လန်းချမ်းမြေကြပါစေခင်ဗျာ